generative AI အကြောင်းဒီနေ့ခေတ်မှာဘာတွေပြောင်းလဲလာသလဲအခု2025မှာကျွန်တော်တို့နေ့စဉ်ဘဝကိုတနေ့ထက်တနေ့ပုံမလှမ်းမှုတာတဲ့ AI တခုဘယ် platform မှာဖြစ်ဖြစ်အမြင်မြင်တွေ့နေရတဲ့ AI တစ်မျိုး generative AI ဘယ်ကနေအစပြုခဲ့လဲလက်ရှိဘယ်အဆင့်မှာလဲအနာဂတ်အလားလာရောဘယ်လိုရှိနိုင်မလဲဒီမေးခွန်းတွေကိုအခုဗီဒီယိုမှာကျွန်တော်လေ့လာမိသလောက်မျှဝေပေးသွားပါမယ်။ Okay, let's go hyper data နဲ့ကြိုဆိုလိုက်ပါတယ် generative AI ဆိုတာမနေ့တနေ့ကမှပေါ်လာပြီးအခုလိုလူသုံးများကြော်ကြားလာတာမဟုတ်ပါဘူးတကယ်တော့ဒီနည်းပညာစတင်ခဲ့တာဆယ်စုနှစ်တခုနေပါရှိနေပါပြီ2014ခုနှစ်မှာ generative adversarial network jans လို့ခေါ်တဲ့နည်းပညာတွေစတင်ပေါ်ပေါက်လာပြီးတော့ AI ကပုံအတွက်တွေဖန်တီးနိုင်ခဲ့ပါတယ်ဒါဟာ generative AI ရဲ့အစပြုရလို့ပြောနိုင်ပါတယ်2010မှာပေါ်ပေါက်လာတဲ့ transformer architecture လို့ခေါ်တဲ့နည်းပညာဟာဘာသာစကားဆိုင်ရာ AI model တွေရဲ့တိုးတက်မှုအတွက်အဓိကအုတ်မြစ်လို့ဆိုနိုင်ပါတယ် ဒေနီးပညာကြောင့်ပဲ GPT, LLM, BERT စတဲ့ AI တွေပေါ်လာပြီးတော့ဘာသာစကားမျိုးစုံအတွက်စာသားတွေနဲ့စကားပြောဆိုမှုတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။2020မှာ OpenAI က GPT-3 ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့ပုံမော်ဒူလ်သားဆန်ပြီးနားလည်နိုင်တဲ့စာသားတွေ၊ကြပြားတွေ၊ကုတ်တွေအထိစတင်ဖန်တီးနိုင်ခဲ့ပါတယ်။2021မှာတော့ Text to Image ဖန်တီးနိုင်တဲ့ DALL-E နဲ့ Midjourney တို့လို AI တွေပေါ်ထွက်လာခဲ့ပြီးတော့စိတ်ကူးတွေကပုံရိပ်တွေကို prompt ရေးလိုက်ရုံနဲ့ဖန်တီးနိုင်ခဲ့ပါတယ်။2022မှာ ChatGPT ကိုမိတ်ဆက်ခဲ့ပြီးတော့ generative AI ကိုလူတိုင်းရဲ့လက်ထဲကိုရောက်ရှိစေခဲ့တဲ့နှစ်လို့ပြောလို့ရပါတယ်။ဒီအချိန်ကစပြီး AI နည်းပညာဟာပုံမကျပြန့်စွာလူသိများလာခဲ့တာဖြစ်ပါတယ်။2024မှာတော့ prompt တစ်ကြောင်းကနေတခြင်းတစ်ပုံလုံးဖန်တီးနိုင်တဲ့ Suno AI အရန်ကို realistic sound နဲ့ video တွေကိုဖန်တီးပြီးတစ်ကဘာလုံးကိုအံ့ဩစေခဲ့တဲ့ Sora AI တွေပေါ်ပေါက်လာခဲ့ပါတယ်။ ယခု2025ခုနှစ်ရဲ့အထင်ရှားဆုံး trend ခုကတော့ multi model AI ဖြစ်ပါတယ်။အရင်ကစာသားဆိုရင်စာသားပုံဆိုရင်ပုံတစ်ခုချင်းစီပဲဖန်တီးနိုင်ခဲ့ပေမယ့်အခုဆိုရင် စာသားရုပ်ပုံ video အတန်းအကုန်လုံးကိုတပြိုင်တည်းပေါင်းစပ်ဖန်တီးနိုင်ပြီဖြစ်လို့ creator တွေအတွက်အရန်ကိုအစိုးရှိလာပါတယ်။ဥပမာအနေနဲ့ဒီရက်ပိုင်းအရန်မျက်စိနှောက်ရလောက်အောင်တွေ့နေရတဲ့ Google ရဲ့ VO3 Pro ရေးပေးလိုက်တာနဲ့အရန်ကို realistic ဆန်တဲ့ video တွေအပြင်စကားပြောစံကိုပါတိတိကျကျဖန်ရင်တာဖြစ်ပါတယ်။အခုလို video တွေကို YouTube, TikTok နဲ့ Facebook လို platform တွေမှာခဏခဏတွေ့နေရပြီးတော့တခါတရံမှာအတုလားအဆက်လားခွဲရခတ်တဲ့ video တွေလည်းတွေ့ဝကြမှာပါ။နောက်ထပ်တစ်ခုကတော့ Large Language Model လို့ခေါ်တဲ့ဘာသာစကား model ကြီးတွေရဲ့စွမ်းဆောင်ရည်ပါ။ GPT-4, Grok 3နဲ့ Gemini 2.5 version တွေဟာအရင်ကထက်ပိုပြီးတော့ ်တွဲခေါ်မှုစွမ်းရည်စကားပြောစွမ်းရည်ကိုယ်ရေးသားမှုစွမ်းရည်တိရစ္ဆာန်ဆိုင်ရာစွမ်းရည်များနဲ့ပြဿနာဖြစ်ခြင်းမှုပိုင်းတွင်မှာတိရစ္ဆာန်တွေ့ရလာတာကိုတွေ့ရပါတယ်ဒီ AI နဲ့စမ်းဆောင်ရည်ကိုကောင်းကောင်းအသုံးချပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းတွေကိုပို့ပြီးလွယ်ကူမြန်ဆောင်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်ဒါ့အပြင် AI agent တွေလည်းပေါ်ပေါက်လာပါတယ်ဒီနေရာမှာ AI agent ဆိုတာ generative AI ရဲ့ဖြန်းလင်းနိုင်စွမ်းနဲ့အကြံတဲ့ AI ရဲ့ဆုံးဖြတ်လုပ်ဆောင်နိုင်ကောင်းတွေကိုပေါင်းစပ်ထားတဲ့ system တစ်ခုဖြစ်ပါတယ်။ဥပမာအနေနဲ့ customer service အတွက် AI agent တစ်ခုဆိုရင် generative AI ကြောင့်မေးခွန်းများကိုနားလည်ပြီးသင်လော်တဲ့ဖြေဆိုမှုများကိုလုပ်ဆောင်နိုင်ပါတယ် agentic AI ကတော့ဘယ်အချိန်မှာ owner စီကိုလွှဲပြောင်းပေးရမလဲဘာဝင်ဆောင်မှုပေးရမလဲစသဖြင့်စဉ်းစားဆုံးဖြတ်ပေးမှာဖြစ်ပါတယ် project astra project marina တို့လို Google ရဲ့ AI agent တွေဟာလည်း real time multi model AI ဖြစ်ပြီးတော့အချိန်နဲ့တပြေးညီမြင်နိုင် ကြားနိုင်နားလည်နိုင်ပြီးဖြည့်ချင်းချက်တွေချက်ချင်းထုတ်ပေးနိုင်တဲ့ AI assistant တွေဖြစ်ပါတယ်ဒီ AI agent တွေရဲ့အကြောင်းကိုတော့အခုပြထားတဲ့ဗီဒီယိုမှာရှင်းပြပေးရပါတယ်အမှုပညာနဲ့ design တွေပဲမှာလဲ generative AI ကအစားထိုးတာတဲ့ပုံစံမဟုတ်ပဲ creator တွေရဲ့စဉ်းစားပေးခွန်မှုများမေးစနစ်များကိုပုံမတိုးတက်လာစေပြီးအစ်စ်အစ်သောဖန်တီးမှုများကိုလှုပ်ဆောင်နိုင်စေဖို့ဖန်တီးမှုအကောင့်နဲ့ကြိယာတဲ့တစ်ခုဖြစ်ကူညီပေးမှာဖြစ်ပါတယ်မစ်ဂျာနီဒဲရီတို့မှာ prompt ရေးထည့်ပေးလိုက်တာနဲ့ logic နဲ့ပကြီကားတွေ design ပုံတွေကိုထုတ်ပေးနိုင်ပြီး အနုပညာရှင်ဒီဇိုင်းပညာရှင်များရဲ့လက်ရာနေပါကောင်းမွန်တာကိုတွေ့ရပါတယ်ဒီဇိုင်နာတွေအတွက်အခြားအရန်တူများကိုလည်းအချမ်းပြင်ဖော်ပြပေးလိုက်ပါတယ်။ဂီတနယ်ပယ်အနေနဲ့တချင်းစာသာ၊တန်စင်၊နောက်ခံတီဂီတနဲ့တချင်းတပုတ်လုံးစာဖန်တီးနိုင်တဲ့ Suno AI, Music GPT တို့အပြင်အခုဖော်ပြလိုက်တဲ့ AI app တွေကိုလည်းအသုံးပြုလာကြပါတယ်။ပညာရေးကဏ္ဍမှာတော့ကျောင်းသားတို့က AI ကိုသုံးပြီး self study လုပ်နိုင်ခြင်း၊အကြံဉာဏ်များရယူခြင်း၊ဆရာများအတွက်တင်ထောက်ကုန်နဲ့မေးခွန်းများရေးခြင်း ကျောင်းများအတွက်အသင်ယုံနဲ့စီမံခန့်ခွဲမှုပုံစံကပြုလုပ်ခြင်းတို့မှာအရင်ကကူညီပေးနေပါတယ် marketing market data analyzing and report market research လုပ်ဆောင်ခြင်းကဲ့သို့စီးပွားရေးကဏ္ဍများနဲ့ကျန်းမာရေးကဏ္ဍအတွက်စေတုတည်တနာလုပ်ငန်းများမှာရောဂါကိုပုံမထျောက်စွာကုသနိုင်ဖို့စေဝါအသစ်များလေးလာဖွဲ့စားခြင်းအပြင်အခြားနယ်ပယ်သီးသီးမှာလည်း generative AI ကိုပေါင်းစပ်အသုံးပြုလာကြပြီဖြစ်ပါတယ်အခုလို AI တွေရဲ့တိုးတက်မှုနောက်ွယ်မှာစိုးရိမ်စရာပြဿနာများနဲ့ဥပဒေရေးရာကိစ္စရပ်များလည်းရှိနေပါတယ် AI ကိုသုံးပြီးလူတအူးရဲ့မျက်နှာအသံစကားပြောဟန်တွေနဲ့ deep fake video များသတင်းအမှားများပြုလုပ်ခြင်းနဲ့ voice cloning scan များပြုလုပ်ပြီးငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေလည်းများပြားလာတာကိုတွေ့ရပါတယ် AI generated content တွေပုံမှန်များပြားလာတာနဲ့အညာ AI နဲ့မူရင်းပညာရှင်တွေကြားမှာမူပန်ခွင့်တည်ထနာများနဲ့လက်ရှိအချိန်မှာဖြစ်ပွားနေတာကြောင့် EU နိုင်ငံများမှာ AI အသုံးပြုမှုဥပဒေချိုးချမှတ်ခြင်း တရုတ်နိုင်ငံအနေဖြင့် AI generated content များမှာ AI အသုံးပြုထားကြောင်းဖော်ပြချက်များထည့်သွင်းကြဖို့အတည်ပြုခဲ့ပြီးပါပြီ။ US နဲ့ကနေဒါနိုင်ငံတွေမှာလည်း AI ဆိုင်ရာဥပဒေအသင်းများချမှတ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။2025ခုနှစ်အလွန်မှာတော့ကျွန်တော်တို့အသုံးပြုနေတဲ့ AI တွေအားလုံးရဲ့တွေးခေါ်မှုဖန်တီးမှုအရေးတွေပြဿနာဖြစ်ရှင်းမှုပိုင်းတွေဟာယခုထက်နှစ်ဆသုံးဆမကပုံပေါ်မြန်ဆန်တိကျလာနိုင်ပါတယ်။အချိန်နဲ့တပြေးညီပြောဆိုစဉ်းစားလုပ်ဆောင်နိုင်တဲ့ AI agent တွေကလည်းလူတိုင်းရဲ့ကိုယ်ပိုင် agent တွေဖြစ်လာပြီးတော့ တနေ့တာနေထိုင်စားသောက်မှုအပြင်ကိုယ်ပိုင်လုပ်ငန်းများကိုစီမံခန့်ခွဲမှုတွေအသည့်လူသားလက်ထောက်တယောက်လိုမျိုးကူညီလာနိုင်မှာဖြစ်ပါတယ်။ AI ဟာလူသားတွေရဲ့နေ့စဉ်လုပ်ငန်းအစီအစဉ်တွေကိုလောက်ကန်ဆောင်ရွက်ပေးမှာဖြစ်ပြီးလူသားချင်းဆက်ဆံရေးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့မဟာဗျူဟာနောက်တဲ့လုပ်ငန်းတွေကိုပဲလူသားတွေကဥဆောင်ဖြည့်ရှင်ရတော့မှာဖြစ်ပါတယ်။အနာဂတ်မှာ AI ကျွမ်းကျင်သူတွေဟာအလောက်ကန်အခွင့်အလမ်းတွေတင်မှာနေရာရလာနိုင်ပြီးတော့ AI မကျွမ်းကျင်သူများအဖို့အလောက်ကန်ဆုံးရှုံးမှုများပိုဖြစ်လာနိုင်တဲ့အတွက်ကမ္ဘာတဝန်းစိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။ နာမည်ကြီးကုမ္ပဏီအချို့မှာလည်း AI ကိုအစားထိုးအသုံးပြုလာတာနဲ့အမျှလုပ်သားအင်အားလျှော့ချမှုတွေရှိခဲ့ကြကြောင်းဖြစ်ပါတယ်။နောက်ပြီး AI တွေကိုလက်ကျင်ရမှာအသုံးပြုတဲ့ data တွေရဲ့ကိုယ်ရေးကိုယ်တိုင်လောင်ကျောမှုနဲ့ဗားလိုက်တဲ့လက်ကျင် data တွေမပောင်ဝင်ဖို့ကအရေးကြီးတာဖြစ်လို့ဒီကိစ္စတွေကိုဘယ်လိုထိန်းချုပ်ကန့်လွယ်မလဲဆိုတာစောင့်ကြည့်ရပါမယ်။ဒီတော့ generative AI ဟာနေ့စဉ်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကိုလှည့်မြန်စွာပြောင်းလဲပေးနေတယ်ဆိုတာရှင်းပါတယ်။ generative AI ဟာကျွန်တော်တို့ရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးနိုင်ပြီး အလုံးလုံးပုံနေထိုင်ပုံနဲ့ဖန်တီးမှုတွေကိုယခုထပ်ပို့ပြီးပြောင်းလဲပေးနိုင်မယ့်အလားအလာတွေအများကြီးရှိနေပါတယ်။ Generative AI ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာရေးလို့ရပါတယ်။ဒီဗီဒီယိုကမိတ်ဆွေတဲ့အကျိုးရှိရဆိုရင်ကျွန်တော်တို့ channel ကို subscribe လုပ်သားဖို့မမေ့ပါနဲ့။နောက်ထပ်အဆင်ဝင်စားကြကောင်းတဲ့နည်းပညာဗီဒီယိုတွေနဲ့အတူ The Sky Hypertext မှာပြန်လည်ဆွေးနွေးကြပါမယ်။